ဂျာမန်စာချက်ချင်းလိုတယ်လို့တော့မပြောဘူးဒါပေမဲ့ကို့အတွက် benefit တွေရှိတဲ့အတွက်ကြောင့်မဟုတ်လို့အရင် agent ပြင်စရာတော့မလိုဘူးဒါပေမဲ့ပြင်ထားရင်တော့တဖြည်းဖြည်းနဲ့ပြင်ထားရင်တော့ပိုကောင်းတယ်โอเค Germany တို့ Austria တို့သွားလို့ရှိရင် German စာ must လားဟာဒါမို့ English Top Program တွေနဲ့ English စကားနဲ့ပဲ IELTS တို့ဘာလို့ဖြည့်ပြီးသွားလို့မရဘူးလားဆိုလို့ရှိရင်တော့ မရဘူးရတယ်ဒါပေမဲ့ဟိုရောက်လို့မှကိုကဟလာ part time အလုပ်ကလေးတွေရှာကျင်တာတော့ဒါမှမဟုတ်လို့ရှင်ဟလာ teaching assistant လုပ်တာတော့တခုခုပေါ့နော်ဒီကိုက public university တို့တခုခုမှဝင်ဝင်ရပါပြီဆိုလို့ရှင် German စကားတက်ထားတယ်ဆိုလို့ရှင်ပို့မကောင်းလားအဲ့တော့ကြောက်မို့လို့အခုဆိုလို့ရှင်ဟိုပေါ့နော် English ဟိုဟာနဲ့အတူတူ English စာနဲ့အတူတူပေါ့နော် German စာကိုတင်တဲ့ကျောင်းသားကျောင်းသူတွေအများများလာတယ်အလုပ်နဲ့သွားမဲ့ professional တွေဆိုလဲ German စကားတွေတင်တဲ့နေအရန်အပ်လာကြတယ်ပေါ့ချစ်ပြီးလို့ရှိမှဆိုလို့ရှိရင်လဲအဲ့တော့ကြောင့်မို့လို့ဟို လောလောဆယ်ကတော့လုံးဝကြီး university သွားတက်ဖို့အတွက်ကိုဂျာမန်စာချက်ချင်းကြီးလိုတယ်လို့တော့မပြောဘူးဒါပေမဲ့ကို့အတွက် benefit တွေရှိတဲ့အတွက်ကြောင့်မဟုတ်လို့အရင် agent ပြင်စရာတော့မလိုဘူးဒါပေမဲ့ပြင်ထားရင်တော့တဖြည်းဖြည်းနဲ့ပြင်ထားရင်တော့ပိုကောင်းတယ်ဥပမာ A1 A2 လောက်ပြီးတဲ့အချိန်မှာကိုကဟိုဘက်ကိုကျောင်းသွားတက်တာမျိုးဆိုရင်တော့ပိုကောင်းတယ်ဟာလာအဲ့အတွက်ကြောင့်မဟုတ်လို့ကိုက master ဆိုလို့ရှိရင်လည်း language မလိုဘူး bachelor ဆိုလို့ရှိရင်လည်း english language ကအဲ့ဒါနဲ့ပဲရှောက်လို့လည်းရတယ် ဂျမန်ဆန်နဲ့ university တက်ဖို့ဆိုတာတကယ်မလို့တဲ့ကိစ္စခက်တဲ့အတွက်ကြောင့်မဟုတ်လို့ပေါ့နော်အဲ့တော့ချစ်ပင်းအကြံပေးချင်တာ language တွေကိုပြင်ဆင်ထားပါ ကိုဂျပန်သွားမှာပဲဖြစ်ဖြစ်စပိန်သွားမှာပဲဖြစ်ဖြစ်ပြင်သစ်သွားမှာပဲဖြစ်ဖြစ် language ကတော့အခြေခံလောက်ကတော့ပြင်ထားတဲ့နဲ့ကိုဟလာနိုင်ငံတကာနိုင်ငံရောက်ပြီဆိုရင် banking တွေပေါ့နော် bank နဲ့ပတ်သက်တဲ့နေရာတွေနေမကောင်းလို့စေးုံသွားရမယ့်ကိစ္စတွေမှာဟိုလူတိုင်းရဲ့စကားတက်တာမဟုတ်ဘူးမထိုင်းမှာရောက်တယ်ဆိုလို့ရှိရင်ကလည်းထိုင်းစကားတော့အနည်းလေးရောတတ်ထားတာပေါ့အဲ့ဒါမျိုးပြောချင်တာအဲ့တို့ကြောင့်မို့လို့ language နဲ့ပတ်သက်ပြီးပြင်ချက်နေဆိုရင် funglish မှာ chipping ရတကယ်ဟိုဆီယမ်မာရေဆိုလို့ရှိရင်ဟလာအဲ master candidates တွေလည်းဖြစ်တယ်တကယ်ကြီးကို qualified ဖြစ်တယ် qualified ဖြစ်ရုံနဲ့မဟုတ်ဘူးတကယ်ကိုစိတ်ရှိတကယ်ကို nice ဖြစ်ပြီးចောင်းသားတွေပုံမှာစေတနာပပနဲ့တင်ပြီးရဆက်ဆက်မာရရှိတယ်။နောက်ပြီးတဲ့ခါကျလို့ရှိရင်ဟိုအတန်းကိုတန်းချင်းစီဖွင့်တာမျိုးမဟုတ်ပဲနဲ့ချက်ပြီးရ intensive လုပ်လိုက်တဲ့သဘောမျိုးပဲအဲ့တော့ A1 to B1 လား A1 to A2 လားအဲ့လို intensive classes ကိုခုဖွင့်တာတော်တော်များနေပြီ။ one on one နဲ့လည်းစီစဉ်ပေးသလိုတကယ် group class တွေပေါ့နော်အဲ၈ယောက်၁၀ယောက်၁၅ယောက်လောက်ဒီလက်ခံတဲ့အတန်းတွေလည်းရှိတယ်အတန်းတွေဆိုရင်ရှိမှဖွင့်ဖွင့်တဲ့လောက်ပေါ့နော်တည်တာမြန်တယ်နောက်ပြီးတော့အာ B1.1 B1 လို့ B1.2 ဟုတ်လားအဲဒါမှမဟုတ် B2.1 အဲ့ဒီလောက် level တွေရောက်နေပြီဆိုရင်လည်း Chipping ရက local teacher နဲ့မထည့်ပြီးတော့ဘယ်နဲ့အဲ့လိုတကယ် German native teacher နဲ့ခြေရောထည့်ပြီးတယ်အဲ့ဒါဆိုလို့ရှိရင်အခု Chipping လို့ရှိမှလက်ရှိဖွင့်ထားတဲ့အတန်းလေးရှိတယ်နောက်ထပ်ဖွင့်ဖို့လည်းရှိတဲ့အတွက်ကြောင့်မဟုတ်လို့ဒါနဲ့ပတ်သက်ပြီး language ကိုတိကျ ပြင်ကျင်နေဆိုလို့ရှိရင် Vanguard မှာတင်တဲ့အဲ့လိုရပါပြီဘယ်တော့အတိုင်းနေဖွင့်မယ်ဆိုတာဒီ German စာနဲ့ပတ်သက်ပြီးတော့လာမေးလို့ရတယ်နောက်တစ်ခုပါလဲဆိုလို့ရှိရင် Germany သွားလို့ရှိရင် German စာကြီးပဲ ਨੇ ဒါကတော့ဟို future အတွက်ပြင်နေဆိုရင်တော့ပုံမှန်လိမ့်မယ်ဂျမန်စာအကြတော့ဒါပေမဲ့တကယ်တမ်းကျောင်းသွက်တက်ပြီး university ကြီးလျှောက်တော့မယ်ဆိုပါလို့လားလဲ IELTS လို့ပါ IELTS ဆိုလို့ရှိရင်လည်းတကယ်ကိုဟာလာ experience ရှိရဆရာရှိတယ်နောက်ပြီးတော့ Cheru ကတကယ်အဲ့လို British native teacher နဲ့တကယ်ဒီ TOEIC examiner ပေါ့နော်ဟို IELTS examiner နဲ့ချက်ပြီးတော့အတန်းထည့်ပြီးတယ်အဲ့တော့ဟို โอวาดีเนี่ยပြောရလို့ရှိရင်တော့ဂျမနီမှာကြောင်းတတ်တယ်မဆိုရင် package လို့ပြောလဲချစ်ပြီး season ထားရှိလို့အတန်းနဲ့ပတ်သက်ပြီးသိစိတ်လာမိလို့ရပြီလို့ပြောရင်ဒီ video ဆုံးတက်လိုက်ပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်